အလုံးမင်္ဂလာပါဗျာခုတခါမှာတော့ဒီကနေ့19ရက်9လ2025မှာ5.5ဖုန်းနဲ့လှုပ်ခတ်သွားတဲ့ငလျင်မှတ်တမ်း CCTV တွေပေါ်ထွက်လာပြီးတော့မန္တလေးမှာလူအများလမ်းပေါ်ရောက်နေတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ကဲကဲကဲမန်လေးငလင်းလောက်တာလည်းနော်အဲ့ရမှာလုံလုံထဆင်းရမှာလုံလုံထပြေးလာကြရအောင်အဲ့လိုဆင်းပြေးလာကြတာကအကုန်လုံးကုန်လုံးလုံးလေခါနကွာကြည့်တာဆက်ရအောင်မဟုတ်ဘူးအနီးကဆက်လိုက်ဒီလောက်တာလည်းနည်းနည်းကြမ်းကြီးမှနည်းနည်းကြာပါတော့အကုန်လုံးဆင်းပြေးလာကြဟိုအိတ်နေတဲ့ဟာ။ဘောင်းဆော့ကြီးမှာလာ။ခြေောက်ကြီး။ဟောဘောင်းဆော့ကြီးဘုတ်ကြီးမှဒီစလာတယ်။ ကျန်တယ်တော်တော်ကြီးကျန်လိုက်တယ်ကျန်မဟုတ်ကျန်ပြီးခဏလေးဆိုရင်ကိစ္စမရှိဘူးနည်းနည်းကြာသွားလीနည်းနည်းကြာသွားတော့ဆင်းပြေးရတာပါဘောကနိုင်ရောက်သွားရဲ့ကောကျွန်တော်ပြေးကြမှာ3နာရီ3နာရီလောက်လုံးတာကောင်းလုံးကောင်းလုံးမလလုံးကြရနဲ့လလုံးရနဲ့တို့မန္တလေးဒီနေ့ဗန်နီးလာဒီနေ့ဆက်ကွန်ရတာနော်ဆက်ကွန်ရမှာလမ်းမကုံရောက်လာကြတယ်ပြီလမ်းမပဲပြန်အိတ်ကြရတော့မှလာမသိပါဘူးချိန်ညစ်ပါလမ်းမကုံဖင်ဒီလာကြတယ် တို့ရိုက်ကြည့်ဘူး။နော်ဒီနေ့ပုံထပြေးလာကြနော်တရားလေးတော့ရမ်းကုန်ပါပဲဒီနေ့နည်းနည်းကျမ်းတယ်နော်တော်တော်ကြာနော်အေးမန္တလေးကလေးနော်အပုံထပြေးကြလာပြီဘာလို့ခါလဲတော်တော်ရိုင်းနေအကြိုက်ပဲပေါ့ဒီနေ့နော်အေးဒီကနေ့19ရက်5လ2025ပေါ့ဗျာမန္တလေးမှာမြေငလျင်ထက်လို့တာ မတ်လ28ရက်နေ့ကလှုပ်တဲ့ပုံစံမျိုးပဲကြမ်းပြီးတော့တော်တော်လေးကြာတယ်ဗျ28ရက်နေ့ကနေလှုပ်ပြီးနောက်ပိုင်းကလင်းငယ်လေးတွေရာရှိလှုပ်ခဲ့တာအဲတလောက်ကြမ်းတာတစ်ခါမှမရှိဘူးခုတစ်ခေါက်ကတော့တော်တော်ကြမ်းတယ်ဗျာကျွန်တော်တို့အဲတိုက်အပေါ်သုံးထပ်ကိုတက်ပြေးနေတာအဲဒီမန္တလေးလမ်းပေါ်မှာအကုန်လုံးလူတွေကအကုန်လုံးကိုလမ်းပေါ်ထွက်လာကြတယ်ဗျကြမ်းလွန်းတော့အိမ်နှမမနေရဲကြဘူးအကုန်လုံးကိုလမ်းပေါ်ထွက်လာကြတယ်28ရက်မတ်လလှုပ်ခဲ့တဲ့ငလီနောက်ပိုင်းမှာငလီငယ်လေးတွေအများကြီးဆိုပဲတလောက်ကြမ်းတဲ့ငလီက တစ်ခါမှမကြုံဘူးပြခဏညတော့ငလင်းတော်တော်ကျန်းတယ်မဝင်ရသေးဘူးပြအိမ်တော့အရင်တစ်ခါလိုပဲ7မိနစ်လောက်ရှားပြီးမှအကြီးအများတစ်ခါလှုပ်လာမလားလို့ဆိုရင်လို့ပေါ့နော်ဟိုငလင်းလို့မိုးကရွာလိုက်လိုင်းလည်းတော့မိုးရေရွာလားအခုငလင်းလှုပ်လာကဲဘယ်လိုလုပ်ကြမလို့စေနာကြီးကွဲနေပြီစေနာကြီးကွဲနေပြီကဲငလင်းလည်းလှုပ်ရောမီးလည်းလာရော ငလေးလောက်တာတော်တော်ကြီးကိုကျန်းနေမန္တလေးစေနာကြီးစေနာကြီး25ညသူကအန်းနေရလေဦးကျွညာသူကအန်းနေရအန်းနေရပြီးနေရလားမသိဘူးတော့လုံးတော့ငလေးရထလုံးတော့အဲ့အန်းနာကိုသတိမရတော့တန့်ပြေွာအင်း န္တလေးမှာမန္တလေးမှာအခုပဲခေါ်တယ်မှာတဲနေနေလှုပ်သွားပါတယ်နှိုးခဲ့တယ်ထက်တန်းပေါက်မထုတ်လို့မလှုပ်နေဆိုတော့ဟမ်ဆက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 ်လှုပ်နေကျွန်တော်ဘယ်လိုအဲ့နမှာတန်ကုန်ရှိတယ်ခုတ်ကုန်ကိုခဏဝင်နေလိုက်ခဏဝင်နေတစ်ချက်ငြိမ်သွားတဲ့အချိန်မှာဒီကလူတွေပဲကျွန်တော်နှိုးလိုက်ပြီးတော့အပြင်အောက်ကိုဆင်းလာလိုက်အခုကတော့ဘာမှတိတ်မဖြစ်တော့မန္တလေးမှာငလင်းမကြာခဏလှုပ်တယ်ဆိုပေမဲ့ဒီနေ့အခု18ရက်နေ့ ညလှုပ်တဲ့ငလင်ကနည်းနည်းပူကျန်းတယ်ပူလဲကြတယ်လို့ဒီကဒီသားကန်ကြီးလည်းပြောတယ်ဒီနေ့18ရက်စနေနေ့9လပိုင်းကိုငလင်ကအခုညကို10နာရီ24မိနစ်ကိုငလင်တစ်ချိန်လှုပ်တယ်နော်မနေ့တုန်းကကျတော့10နာရီ26မိနစ်ကိုလှုပ်တယ်ဒီနေ့အခုညကိုအခုညကို10နာရီ24မိနစ်ကိုငလင်လှုပ်တယ်အခုနန်းတို့အပြင်ထွက်ခဲ့ရပါတယ်လို့တိမ်ထဲမှာမနေရတော့ ကျမ်းပါလေတက်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 နဲ့တကားတွေတောင်မှဖွင့်လို့တောင်မရအောင်နဲ့ဒီတကားအပေါက်နားမှနေရအောင်တကားဖွင့်ရတာကိုဖွင့်ရခက်နေရတက်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 နဲ့ကလေးနဲ့ကိုဆက်ကုန်ပြီးအပြင်မှနေရပါလေ။အော်မန္တလေးမှာပါရှင်အခုညနော်ည10:24မိနစ်ကိုငလင်လောက်သွားတာပါမန္တလေးမှာပါရှင်အားလုံးလည်းဘေးအန္တရာယ်ကင်းပါစေတချို့တွေလမ်းထွက်ခဲ့ကြတယ်တို့တွေကလမ်းပေါ်ကထွက်ခဲ့ကြအောင်နော်မနေရကြဘူးကလေးနဲ့ကိုအပြင်ခေါ်ထုတ်ထားတယ်နော်ခေါ်ထားဘယ်လိုများရှစ်စပြီးနေရမလဲမသိတော့ဘူးစိတ်တွေလည်းပင်ပန်းနေပြီ ငါအဲ့အကြောင်းတီးလို့လေညဆိုရင်ကကလေးနှစ်ယောက်ကိုစောင့်မှာမအိတ်ဘူးညအမအိတ်ဘူးညအစိုးကြီးကျန်နေလေ10နာရီ24မိနစ်ဆိုနေမအိတ်ဘူးမနေ့ကလည်းနန်းနာရီအထိထိုင်စောင့်နေကလေးနှစ်ယောက်ကိုကလေးတွေအယူအောင်အိတ်ပါစေဆိုနေထိုင်စောင့်အခုလည်းအစိုးကြီး10နာရီ24မိနစ်ကိုတတနဲ့လောက်တာစိတ်တွေတုံလိုက်တာငါလည်းလောက်တာဒီနေ့နှစ်ကြိမ်နှစ်ကြိမ်10နာရီကျော်နှစ်ကြိမ်ရှိရတယ်18ရက်9လပိုင်းစနေနေ့ကိုငါလည်းနှစ်ကြိမ် မနက်ကိုတစ်ချိန်အခုည10:24မိနစ်ကိုတစ်ချိန်လောက်တယ်အားလုံးလည်းပြူးဆိုင်ကြပါငလင်လုံးရဲ့အပြင်ထွက်ကြပါရှင်မန်းလေးမှာပါနော်နန်းတော်မန်းလေးမှာပါအားလုံးလည်းဘေးအနေနဲ့ပြင်ပါစေပြင်မပြန်လို့ဆုံးပြေးကြအောင်ပါရှင်